မင်္ဂလာပါရှင်ဧပြီလ5ရက်စနေနေ့ရွှေရန်ကုန်ရဲ့တိမောက်ဖွဲရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဥစားတင်စမဲတဲ့တင်ကတော့စထမအကြိမ်မြောက်ဘင်းစတက်ထိပ်သည့်အစီအဝေးပွဲစတင်တဲ့တင်ဖြစ်ပါတယ်။စထမအကြိမ်မြောက်ဘင်းစတက်ထိပ်သည့်အစီအဝေးကိုထိုင်းနိုင်ငံဘန်ကောက်မြို့တွင်စတင်ကျပါနေပြီဖြစ်ပါတယ်။ဘင်းစတက်အဖွဲ့ဝင်နိုင်ငံအကြီးအကဲများဖြစ်တဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ် Her Excellency Miss Bidondan Shinawatra ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ဒေါက်တာမိုဟာမက်ယူနက်၊ဘူတန်နိုင်ငံဝန်ကြီးချုပ် His Excellency Mr. Trashan Nee Topgay အိန္ဒိယနိုင်ငံဝန်ကြီးချုပ် His Excellency Mr. Sherry Narendra Modi နေပေါ်နိုင်ငံဝန်ကြီးချုပ် His Excellency Mr. KP Sharma Ohli သီရိလင်ကနိုင်ငံဝန်ကြီးချုပ် His Excellency ဒေါက်တာဟာရီနီအမရာဆူရီယာနာဆာကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပွေချုံမူကြီးမြောင်းလိုက်နဲ့အဖွဲ့ဝင်နိုင်ငံများမှကွယ်ဆလဲအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါရယ်စထမအကြိမ်မြောက်ဘင်းစတက်အစီအဝေးမစတင်ပြီးအဖွဲ့ဝင်နိုင်ငံအကြီးအကဲများမှမြန်မာနိုင်ငံငလျင်ပေးအတွက်ဝမ်းနေခြင်းအထိမ်းအမှတ်အဖြစ်တမနစ်ခန့်ညှိသက်ဆုတောင်းမြတ်တာပို့ခဲ့ကြကြောင်းသိရပါရယ်ရှင် ဆက်လက်ဒီစမဲတဲ့တင်ကတော့တောင်ကိုရီးယားသမရရှာဒူမဖယ်ရှားခံရတဲ့တဲ့ဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံတွင်ဆွဆွဲပြစ်တင်ခံရတဲ့သမရယွန်ဆော့ယိုကိုအခြေခံဥပဒေဆိုင်ရာခုံရုံးကဧပြီလ၄ရက်တွင်ရှာဒူမဖယ်ရှားလိုက်တယ်လို့ AFP သတင်းတွင် ဖော်ပြခဲ့ပါတယ်။ ရွှွန်ဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ3ရက်ကစစ်အုပ်ချုပ်ရေးအမိန့်ကျညာခဲ့ပြီးလွတ်တော်ကအဆိုပါစစ်အုပ်ချုပ်ရေးအမိန့်ကိုနိုင်ပါအတွင်မဲခွဲပြီးပြချခဲ့ပါတယ်။အဲဒီနောက်ရွှွန်ဟာစစ်အုပ်ချုပ်ရေးအမိန့်ကိုပြန်လည်ရုပ်သိမ်းခဲ့ပြီးလွတ်တော်က၎င်းကဆစ်ဆွဲ ပြစ်တင်ခဲ့ကသမရတာဝန်များကိုဆိုင်ငံခဲ့ပါတယ်။ အခုအခါတွင်အခြေခံဥပဒေဆိုင်ရာခုံရုံးကယွန်အားဆွဆွဲပြစ်တင်မှုကိုအတည်ပြုခဲ့တဲ့အတွက်ယွန်ဟာသမရယာဒုမဖေရှားခံခဲ့ရကရပ်ပေါင်း60အတွင်သမရယူကောက်ပွဲကျင်းပမှာဖြစ်ကြောင်းတရင်များကဖော်ပြထားပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ Greenland ဂျုံကို American C ပေးသွားမှာမဟုတ်ဘူးလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ Greenland ဂျုံကို American C ပေးသွားမှာမဟုတ်ဘူးလို့အဆိုပါဂျုံကို ရောက်ရှိနေတဲ့ဒိမန်ဝင်းကြီးဂျုံ Matthew Fraseri ဆန်ကပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ထတ်တလဲလဲချင်းချောက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ပြောဆိုကြတာဖြစ်ကြောင်းသတင်းများကဖော်ပြပါရယ်။ Greenland ဝန်ကြီးချုပ် James Frederick Nelson နဲ့လည်းတွေ့ဆုံခဲ့ပြီးတုံ့ပြန်ကြအလဲအပတ်ခရီးစဉ်လည်းဖြစ်ပါရယ်။ American ဒုတိယသမ္မတ JD Vance ဦးဆောင်တဲ့ကံကိုယ်စားလှယ်အဖွဲ့ရဲ့အငင်းပွားပွဲခရီးစဉ်အပြီးမှာဒိမတ်ဝင်ကြီးချုပ်ကထောက်ခွာခဲ့တာလည်းဖြစ်ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ ထမန်တေဆမဲတဲ့တင်ကတော့ Washington DC က US Capitol အနီးမှာလူချအုပ်အထိဓာတ်ထိုးခံရပြီးထင်ရရှိတဲ့တင်ဖြစ်ပါတယ်။ ဝါရှင်တန် DC က US ကပီတိုအနီးမှာလူချအုပ်အထီးဒါထိုးခံရပြီးထင်ရရရှိခဲ့တယ်လို့သိရပါဗျ။ကြာသပတေးနေ့ညနေပိုင်းကဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတရခန်းဟာလူပေါင်းများစွာကိုလိုက်လံရှံမှုခဲ့တာလို့မြို့တော်ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါဗျ။တန်တရားရှိသူကိုလက်ရှိမှာဖန်စီထားပြီးဖြစ်ကစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီး ကိုကိုကိုလည်းပြန်ထိုးပြီးလဲကြသွားခဲ့ကြောင်းရေစုံဖာမဲလာစမစ်ကဆိုထားကြောင်းသိရပါရဲ့ရှင်။ နောက်ဆုံးနေစမဲ့တဲ့ရင်ကတော့တိုက်ခိုက်မှုများခိတရဲဆိုင်ပေးမယ်ဆိုရင်ဆွေးနွေးရန်အသင့်ရှိပါတယ်လို့အိန္ဒိယမော်ဝါဒီသဘုံများပြောကြားတဲ့တဲ့ရင်ဖြစ်ပါတယ်။ တ်ပေါင်းစုံမှထိုးစစ်စစ်တိုက်ခိုက်လာတဲ့အတွက်ချောင်းပိမိနေသောအိန္ဒိယမော်ဝါဒီတောင်ကျသူများကငင်းဆိုင်ရေးဆွေးနွေးရန်ကန့်လှမ်းလိုက်ပါတယ်။ဒါပေမဲ့လုံခြုံရေးအတွက်ပြုလုပ်နေတဲ့စစ်စင်ရေးများကိုအရင်ရက်တန်ရမယ်လို့သူတို့ကပြောဆိုထားပြီးအာဏာပိုင်တွေကတော့ဒီစီမြင့်ချက်ကိုပဲချလိုက်ပါတယ်။အိန္ဒိယတပ်ဖွဲ့များရဲ့နှိမ်နင်းမှုကြောင့်ယမန်နေ့ကတပုံ၄၀၀ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့အစိုးရထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရသိရပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့တောင်ကျန်းမှုကို2026ခုနှစ်မှာအပြီးတိုင်ချိန်မုံမယ်လို့ပြည်ထရေးဝန်ကြီးအမေရှာကကြေညာပြောဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။